နတ်စည်းပင်လို့ခေါ်တဲ့လင်းစည်းမိုတွေအကြောင်းရှီဟောင်းတရုတ်စည်းကျန်းဒီမှာနတ်စည်းလို့တင်စားထားကြတဲ့မိုတမျိုးအကြောင်းကိုပရိသတ်ကြီးတို့ကြားပူပါရဲ့လားအဲ့ဒါကတော့လက်ကိုရီယာဘရက်ကတ်လို့ခေါ်ကြတဲ့လင်းစည်းမိုပါပဲလင်းစည်းမိုဟာအာရှတိုက်မှာနှစ်ပေါင်းထောင်ချီကလေးကဈေးဘက်ဝင်အပင်အဖြစ်အသုံးပြုလာခဲ့ကြပြီးခေတ်သစ်သိပ္ပံပညာရဲ့လေးလာမှုတွေအရာလည်းသူ့ရဲ့အကျိုးကျေးဇူးတွေကမနှေးလာပါဘူးလင်းစည်းမိုမှာအဓိကအားဖြင့် polysaccharide triphenoid ပဒီဒိုဂလိုင်ကန်လို့ခေါ်တဲ့ဓာတ်တွေပါဝင်ပြီးအဲ့ဒီဓာတ်တွေဟာလူတွေအတွက်အများကြီးအကျိုးပြုပါတယ် ပိုလီစခရိုက်တာဟာဂူခန်အားစနစ်ကိုအားကောင်းစေပြီးတော့ကန်ဆာဆဲရီကိုတိုက်ထုတ်ရမှာအထောက်အကူဖြစ်စေပါတယ်။ထရမ်ဘီနိုက်တာကရောရောင်ရမ်းမှုကိုလျှော့ရှာပေးပြီးဓာတ်တိုးစန့်ကျင်အားနည်းတင်လဲရှိပါတယ်။ပတ်တီတိုဂလိုင်ဂန်ဓာတ်ဟာသွေးရင်းသကြားဓာတ်ကိုထိန်းချီပေးပြီးအစာချေစနစ်ကိုကောင်းမွန်စေပါတယ်။လင်းစည်းမိုကိုအဓိကအားဖြင့်တော့မြန်မာနိုင်ငံမှာလင်းစည်းအနေနဲ့အသုံးချတာကိုပဲမြင်ရပါမယ်။သူဟာဂူခန်အားစနစ်ကိုကောင်းမွန်စေဖို့စိတ်ဖိစီးမှုကိုလျှော့ရှာဖို့အိပ်စက်ခြင်းကိုကောင်းမွန်စေဖို့နဲ့ဓာတ်တိုးစန့်ကျင်အားနည်းတင်တွေကိုရရှိဖို့ဆိုပြီးတခြားနိုင်ငံတွေမှာတော့အသုံးချကြပါတယ်။ လင်စည်းမှုဟာကိုခံအားစနစ်ကိုအားကောင်းစေပြီးယောဂပိုးမွားတွေကိုတိုက်ထုတ်နိုင်စွမ်းကိုလည်းမြင့်တင်ပေးပါတယ်။စိတ်ကိုတည်ငြိမ်စေပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တယ်လို့လည်းယုံကြည်ကြပြီးအိမ်မပျော်တဲ့ဝေဒနာကိုတတ်တာစေဖို့နည်းနည်းရှိုက်ရှိုက်အိပ်ပျော်စေတယ်လို့လည်းဆိုပါတယ်။လင်စည်းမှုမှာပါတဲ့ဓာတ်တိုးစန့်ကျင်ပစ္စည်းတွေအားလည်းခန္ဓာကိုယ်တွေက free radical လို့ခေါ်တဲ့အရာတွေကိုဖယ်ရှားပေးပြီးဆဲရီပျက်စီးမှုကနေကာကွယ်ပေးပါတယ်။လင်စည်းမှုကိုအဓိကအားဖြင့်တော့အာရှတိုက်မှာအသုံးများကြတာဖြစ်ပြီးတရုတ် ဂျပန်နဲ့ကိုရီးယားတို့မှာစေဝါဝင်အပင်အနေနဲ့ရှင်းနှစ်ပေါင်းများစွာကလေးကအသုံးပြုခဲ့ကြတာပါယနေ့ခေတ်သစ်မှာရှိတဲ့အစေးဝါးတွေမှာလည်းပဲအဲ့ဒီလင်းစည်းမှုကိုအသုံးပြုတာမျိုးရှိကြပြီးအစားအသောက်နဲ့ဖြည့်စွက်စာတွေမှာလည်းထည့်သွင်းအသုံးပြုကြပါတယ်လင်းစည်းမှုတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံကတော့အရင်ကြီးမသိဘူးဆိုပေမဲ့တရုတ်ကိုရီးယားနဲ့တခြားသောနိုင်ငံတွေမှာတော့ဒါကိုအရင်တန်မှုထားကြပါရည်။ပမာဏနည်းနည်းလေးကတော့မှဈေးရင်မတန်ကြီးတာဖြစ်ပြီးတော်ယုံတန်ယုံအပြင်မှာဝယ်ယူဖို့လည်းမလွယ်ပါဘူး။ဒါပေမဲ့တခုရှိတာကလင်းစည်းမှုဟာဈေးဘက်ဝင်နေဆိုပေမဲ့လူတိုင်းနဲ့မတည့်ဘူးဆိုတာကိုတော့သိထားသင့်ပါရည်။ ။ဘာကြောင့်လဲဆိုတော့လင်စည်းမှုနဲ့ဓာတ်မတည့်တဲ့သူတွေဟာဆိုးရွားတဲ့လက္ခဏာတွေကိုပြတတ်တာမလို့ဒါကိုအသုံးပြုခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ရမယ်ဆိုပြီးလဲတော်တော်များများကလမ်းညွှန်ထားပါတယ်။နောက်ပြီးဒီလင်စည်းမှုတွေဟာဆေးဝါးအနေနဲ့အသုံးချဖို့အတွက်အကောင်ဆုံးပါဝင်ပစ္စည်းတစ်မျိုးဆိုပေမဲ့ဒီဟာကိုအစားအသောက်အနေနဲ့စားသုံးသင့်တယ်ဆိုတာမျိုးကိုတော့မလုပ်သင့်ပါဘူး။အဲ့လိုအလွန်ကျွံစားသုံးတဲ့အခါမှာမလူလားတဲ့ပြဿနာတွေအများကြီးဖြစ်နိုင်ပြီးဘာမှမသိပဲစားသုံးတာမျိုးကိုလည်းမလုပ်သင့်ပါဘူး။အချုပ်အားဖြင့်ဆိုရမယ်ဆိုလို့ရှင်တော့အဲ့ဒီလင်းစည်းမှုတွေဟာအဟာရဓာတ်ကျွဲပါပြီးတော့ဂျမ်းမာရေးအတွက်အသုံးပြုတဲ့မှုတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့အတုံးမပြုခင်မှာဆရာဝန်နဲ့တရားတိုင်းမြင်မိမှအတုံးပြုတဲ့လို့ကိုကိုရိုင်းကလည်းပဲနားလည်မှာပဲမိဝဲအတုံးပြုတယ်မာရီပရိသတ်ကြီးတို့ရောလင်းစည်းမှုကိုအပြင်မှာကောင်းကောင်းမြင်မှုကြရင်လားနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကို user entertainment ကနေပြီးတော့ရှာဖွေတင်ဆက်ပြုံးမှာဖြစ်လို့ user entertainment ရဲ့ YouTube channel ဖေရှေးကိုလည်း like and follow subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့哦အစောင်းကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ